်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ထိန်းချုပ်မှုအောက်ကရွေးကောက်ပွဲလွတ်လပ်ပြီးမမျှတနိုင်အကြမ်းဖက်မှုများပုံမမြင့်တက်လာစေမိဟုကုလသမဂ္ဂအခွင့်အရေးအကြီးအကဲထပ်မံပြောကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာပြုလုပ်မဲ့စစ်တပ်ထိန်းချုပ်တဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြမ်းဖက်မှုတွေကိုပုံမမြင့်တက်စေမှာဖြစ်ကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာထရက်က စက်တင်ဘာလ30ရက်နေ့အင်ကာနီမှာ ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာပြုလုပ်မဲ့စစ်တပ်ထိန်းချုပ်တဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြမ်းဖက်မှုတွေကိုပုံမမြင့်တက်စီမှာဖြစ်ကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော်ကာထရက်ကစက်တင်ဘာလ30ရက်နေ့အင်ကာနီမှာပြောပါတယ်။ရိုဟင်ဂျာမွတ်စလင်တွေနဲ့အခြားလူနည်းစုတွေရဲ့အခြေအနေဆိုင်ရာအစိမ့်မြင့်ညီလာခံမှာသူကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးယနေ့မြန်မာနိုင်ငံမှာအထူးသဖြင့်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာနဲ့အခြားလူနည်းစုတွေရဲ့ဘဝဟာ သူတို့မကြုံဘူးလို့အောင်ဆိုးရွားဆုံးဖြစ်နေနိုင်ပါတယ်။ဂျာဟာရိုဟင်ဂျာတို့ရဲ့ဖိနှိပ်ခံတမိုင်းတရှောင်းနောက်ထပ်ဆိုးရွားတဲ့အခန်းအသစ်တစ်ခုလိုပဲပြောကြားခဲ့ပါတယ်။ဂျာပြင်ဒီညီလာခံကနေပြီးဒီလိုမတရားမှုတွေကိုကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးအစီအစဉ်ရဲ့ထိတ်ဆုံးမှထားတဲ့အကြောင်းရှင်းရှင်းလင်းလင်းပြသရမယ်။ရိုဟင်ဂျာတွေအတွက်အလှည့်အပြောင်းတစ်ခုရောက်အောင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့အရေးယူဆောင်ရွက်ပြီးသူတို့ရဲ့ဘဝဆိုးအတွက်ခြောက်ရဖြည့်ရှင်းချက်တစ်ခုချမှတ်ဖို့အတွက်အချိန်ရောက်ပြီလို့သူကပြောဆိုခဲ့ပါတယ်။ ရှခိုင်းပြည်နယ်တိုက်ပွဲတွေအရှိန်မြင့်လာပြီးစစ်တပ်ကအရက်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းလူခွင့်ရေးချိုးဖောက်မှုတွေအရက်သားတွေကိုတမင်တပ်ဖြတ်တာတွေအရက်သားပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေအာဓမဖမ်းဆီးချုံနောက်နှိပ်စက်မှုတွေနဲ့အတင်းအာဓမစစ်မှုထမ်းခိုင်းတာတွေအပါအဝင်ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြောင်း Forga Truck ကဆိုပါတယ်2024ခုနှစ်ဒုတိယနှစ်ဝက်မြောက်ပိုင်းရခိုင်ကပုံရိပ်တွေနဲ့ဗီဒီယိုအချို့ဟာ2018ခုနှစ်တုန်းကရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြန်သတိရစေပါတယ် ဒီအခြေအနေအားလုံးကြောင့်ပြည်တွင်းမှာလူပေါင်း3.5တန်းကျော်နေရွှန့်ခွာခဲ့ရပြီး2024ခုနှစ်ဇန်နဝါရီလကတည်းကရိုဟင်ဂျာတသိန်းခွဲကန်ဘင်္ဂလားဒေ့ရှ်ဘက်ထပ်မံထွက်ပြေးသွားခဲ့ရတယ်လို့သူကပြောပါတယ်။ဒီလိုအခြေအနေတွေအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတနိုင်မှာမဟုတ်ပါဘူး။ဥပမာရိုဟင်ဂျာတွေဟာသူတို့ရဲ့နိုင်ငံသားဖြစ်မှုကိုစိတ်ထင်တိုင်းဖိရှားခံရတာကြောင့်မဲပေးခွင့်ရရှိမှာမဟုတ်ပါဘူး။တိုင်းသားရခိုင်ပါတီတွေကိုလည်းရှင်ပြိုင်ခွင့်ကနေပိတ်ပင်ထားပါတယ်လို့ သူကသတိပေးပြောကြခဲ့ပြီးစစ်တပ်ထိန်ချုပ်တဲ့အတုရောင်ရွေးကောက်ပွဲကိုရှုံးချခဲ့ပါတယ်။ဒီအကြက်တဲကနေရုံထွက်ဖို့နီလန်ဟာတင်းမာမှုလျှော့ချရင်းအယက်သားကာဝယ်ရေးဆွေးနွေးမှုနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးပဲဖြစ်ပါတယ်။ရွေးကောက်ပွဲမဟုတ်ပါဘူးလို့မဟာမင်းကြီးကပြောဆိုထားပြီးမြန်မာပြည်ကိုလက်နက်စီးဆင်းမှုတွေရပ်တန့်ဖို့ဒုက္ခသည်တွေကိုငွေကြေးထောက်ပံ့မှုတွေဆက်ပေးဖို့နဲ့ရက်ဆက်ကြံကြုံမှုတွေအတွက်တာဝန်ခံမှုရရှိစေဖို့တောင်းဆိုခဲ့ပါတယ်။ အကြံဖတ်မှုအလွန်အမင်းစင်ရဲ့ကြီးမှုနဲ့ကြီးမားတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဟာနိုင်ငံတကာကအလေးအနက်စိုးရိမ်ရတဲ့အချက်တဲကိုဖြစ်ပေါ်စေခဲ့ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့သူတို့ရဲ့တာဝန်အတိုင်းအရေးယူဆောင်ရွက်ရပါလိမ့်မယ်လို့သူကညီလာခံအတွင်ပြောဆိုသွားပါတယ်။ဆက်လက်ပြီးအကြံဖတ်စစ်အုပ်စုစခန်းတုံးကိုကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်တော်လိုင်းရေးအင်အားစုတွေမော်လိုင်းမြို့အနီးကိုထိုးစစ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ထော်သာစခန်းကိုတင်ပြီးတော့စက်တိုက်တော့အင်းကုန်းရွာကစခန်းတွေတင်ထားတာရှိတယ်။စခန်းငယ်ဆိုရင်၃ခုတက်မနေတော့တင်ထားပါတယ်။ပွိုင်းအချက်ချာကြတော့ထော်သာတင်ပြီးတော့မော်လိုက်မြို့ကိုကထားတဲ့ကင်းတက်ရွာကစခန်းတွေတင်ပြီးတော့ကိုထိုးစစ်ဆင်နေပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမော်လိုက်မြို့နယ်မှာဒေါ်လာရေးအင်အားစုတွေကနှစ်လတာအတွင်းစစ်အုပ်စုစခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြို့အနီးကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ် ဒေါ်လာရင်းအင်အားစုတွေကဩဂုတ်လကနေအောက်တိုဘာ၂ရက်နေ့အထိနလာတာထိုးစစ်စင်ကမော်လိုက်မြို့နယ်မှာရှိတဲ့တိန်တာတောင်အင်ကုန်ရှားပင်စားတဲ့ကျေးရွာတွေအနီးကစေအုပ်စုစခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးမော်လိုက်မြို့နယ်နဲ့လေးမိုင်ကျော်ကွာဝေးတဲ့ကင်းတက်ကျေးရွာကိုထိုးစစ်စင်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။ထောသာစခန်းကိုသိမ်းပိုက်ပြီးတော့ဆက်လို့တိုက်တော့အင်ကုန်းရွာကစခန်းတွေသိမ်းလာရှိတယ်။စခန်းငယ်ဆိုရင်၃ခုတက်မနေတော့သိမ်းထားပါတယ်။ပွိုင်းအချက်ချကြတဲ့ထောသာသိမ်းပြီးတော့ ော်လိုက်မြို့ကိုကာထားတဲ့ကင်းတက်ရွာကစခန်းတွေတင်ထားပြီးတော့ကိုထိုးစစ်ဆင်နေတဲ့တိန်စီရရှိထားတဲ့စခန်းငယ်တွေဟာကုံသွယ်ရေးအရာအချက်အချာချတဲ့ကလေးဝမော်လိုက်မဟာမြိုင်လမ်းပိုင်းအတွင်းမှာတည်ရှိတဲ့နေရာတွေဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စေအုပ်စုတပ်တွေကရေချောင်းနဲ့ကုန်းချောင်းကနေကလေးဝနဲ့ကလေးနယ်ကတဆင်းမော်လိုက်မြို့နယ်ကိုလူလက်နက်ရိက္ခာဖြည့်တင်းနေတာရှိတယ်လို့စီရီတရင်ရင့်မြတ်တူကပြောပါတယ်။မဟာမြိုင်လမ်းကိုထိန်းချုပ်ထားနိုင်ပြီလို့တော့ပြောလို့ရတာပုံ။ကင်းတက်ကတော့မော်လိုက်နဲ့ဘာမှမဝေတော့ဘူး။ မော်လိုက်မကြအောင်ကာထားတဲ့တပ်ရင်းတွေပေါ့လူတွေကတော့ထပ်ပြေတာတွေရှိပါတယ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကင်တက်ရှားပင်တောင်အင်းကုန်ထောသာကြီးွာအပြင်တိန်တောင်ဖေကဆက်ကြီးွာတွေကဒေသခံတထောင်ကျော်ဘေးလွယာထွက်ပြေးတိမ်းရှောင်နေကြရပြီးစေဝါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေတယ်လို့အကူအညီပေးသူတွေကပြောပါတယ်မော်လိုက်မြို့နယ်အတွင်းမှာတော့ဒေါ်လာရေးအင်အားစုတွေကဩဂုတ်လပထမပတ်အတွင်းမှာထောသာရွာစစ်အုပ်စုစခန်းကိုတိမ်းပတ်ရရှိထားတယ်လို့စစ်အုပ်စုဖြူစော်တီနဲ့ဖြူစော်တီမိသားစုတွေအပါအဝင် လူပေါင်း190ကျော်ကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့အမတ်တစ်စစ်ဒေသကထုတ်ပြန်ထားပါတယ်။ဆလပီကြောင်မဲကိုပြန်ဝင်ပြီးနောက်ပိုင်း TNL ထိန်းချုပ်မြို့တွေကိုစစ်ကောင်စီဘုံဆက်ကျင်းပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ TNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်သွားတဲ့စစ်ကောင်စီကနမတူနဲ့မန်တုံကိုဘုံကျဲပြီးတဲ့နောက်အော်တိုဘာ၂ရက်မနိညာ၂ပိုင်းမှာတီဘောမြို့ကိုထပ်မံဘုံကျဲလို့အရက်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။ နံပါတ်2နဲ့မန်တုံးကိုမနေ့မနက်9နာရီခန့်မှာဘုံကျဲတာဖြစ်ပြီးဒီဘောမျိုးကိုတော့ည10နာရီ15မိနစ်ခန့်မှာကျဲတာပေါ့။ကြောင်မဲပြီးရင်ဒီဘောကိုဖြစ်မှတ်ထားမယ်လို့ကျွန်တော်တို့နားလည်ထားတယ်။ညကလည်းညိုနာကိုကျဲတာပဲ။လူထိကြိုက်တယ်လို့သိရတယ်။အဆက်အသွယ်တွေပြတ်နေတော့ဘာမှမေးလို့တော့မရသေးဘူးလို့ဒီဘောမျိုးကနေရှောင်လာတဲ့သူတို့ကပြောပါတယ်။နံပါတ်2နဲ့မန်တုံကိုပေါင်900ဘုံနဲ့ကျဲတာမှာအရက်သားလေးဦးတည်ဆုံးခဲ့ပြီးကလေးငယ်တအူးအပါဝင်9ဦးထံရရတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ် စစ်ကောင်စီဟာတအောင်းပြည်တက်မဟာနယ်နေမြေဒီပေါ်မြို့နယ်မှာမနေ့ညပိုင်း7:15မိနစ်ခန့်ကလေကြောင်းကနေပေါင်900ဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အစအဦးတစ်ခုပျက်စီးသွားကြောင်း TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကလေကြောင်းကနေဒီပေါ်မြို့နယ်စံဖိတ်ကျေးရွာကုမှုဒရာဟိုတယ်မှာပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ TNL ကဆိုပါတယ်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင်းကုမှုဒရာဟိုတယ်ပျက်စီးဆုံးရှုံးခဲ့ကြောင်းအသိပေးပါတယ် စစ်ကောင်စီဟာကြောင်မဲမြို့တွေကိုဝင်ပြီးတိုက်ခိုက်ခဲ့တဲ့အောက်တိုဘာတရက်ကလည်းမိုးကုံးမြို့ကိုပုံကျဲခဲ့ပါသေးတယ်။ကြောင်မဲမြို့ကိုပြန်ဝင်ပြီးတဲ့နောက် DNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်တယ်လို့တော်လရဲအင်အားစုတွေကသတိပေးထားပါတယ်။စစ်ကောင်စီတပ်ဟောင်းတော်လရဲအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းလက်နက်ကြီးနဲ့ drone တွေအသုံးပြုပြီးစစ်ရဇဝင်မှုကျူးလွန်နေတယ်လို့ DNL ကမနေ့ကထုတ်ပြန်ထားပါတယ်။ တောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL ဟာ2023ခုနှစ်အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရည်တွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမျိုး၊ဒီပေါ်နန်းဆန်၊မိုင်းလုံး၊မိုးမိတ်၊မှန်တုံ၊နမတ်တူ၊ကုတ်ခိုင်၊နောင်ချုံ၊နန်းခမ်း၊မိုင်းငေါမျိုးနဲ့မန္တလေးတိုင်းကမိုးကုတ်မျိုးတို့ကိုသိမ်းယူခဲ့တာပါ။2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ဒီလာဆန်းမှာကြောင်မဲမြို့ကိုလည်းထပ်မံလက်လွတ်လိုက်ရပြန်ပါတယ်။ TNL ထိန်းချုပ်ထားတဲ့ကြံတဲ့မြို့နယ်တွေကိုလည်းဆက်ပြီးတိုက်ခိုက်မယ်လို့စစ်ကောင်စီဘွာရာဖြန့်ချီရေလူမှုကွန်ရက်စာမျက်နှာတွေကနေရေးသားနေကြပါတယ်။ကြောင်မဲမြို့ကနေစုခွာပစ်လိုက်ရတာဟာလူအင်အားနဲ့လက်နက်ခရံမမျှထားတာကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုတ်ပစ်လိုက်ရတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလွှဲရည်ဦးကမနေ့ကပြောပါတယ်။ကြောင်မဲနဲ့နောင်ချိုမြို့ကနေစုခွာလိုက်ရတဲ့အပေါ်တင်ငန်းစာရီရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေပြန်လည်တုံ့တက်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းပြောပါတယ်။ ကြပြင်းစစ်ကောင်စီတပ်ကိုပူးရဲတိုက်ခိုက်ဖို့ရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းဒါလက်နက်ကင်ဒေါ်လန်ရဲတပ်ဖွဲ့တွေအပြင်အခြားဒေသကဒေါ်လန်ရဲတပ်တွေကိုလည်း TNL ကဖိတ်ခေါ်ကန့်လန့်ထားပါတယ်